ငိမ်မင်းသမီးဝတ်ဆောင်ဝတ်ပြီးတော့ခေတ္တချင်းတွေနဲ့ကနေကြတဲ့အမျိုးသမီးတွေနဲ့ပတ်သက်ပြီးသူရဲ့အမြင်ကိုပုံပွင့်လေးလေးပြောလာခဲ့တဲ့ဇမင်းသားတင်မောင်ဇမင်းဝင်းကောင်းဒီနဲ့ချက်ဦးမြေပဲကောင်း မင်္ဂလာပါပရိသတ်ကြီးရေဇာတ်တမင်လောကမှာအောင်မြင်ဆုံးနဲ့နမဲကြီးဆုံးဖြစ်တဲ့ရွှေမန်းဦးချမ်းသာရဲ့မျိုးရိုးလေးဖြစ်တယ်လို့ကိုရိုင်းကလည်းဇာတ်တပင်ကိုတီထောင်ထားတဲ့ဇမင်းသားတင်မောင်ဇမင်ဝင်းကတော့အခုလက်တလောလူမှုကွန်ရက်ပေါ်မှာလူပြောများနေတဲ့ဇမင်းသမီးဝတ်စုံနဲ့တွေ့ကြရတဲ့ချင်းတွေနဲ့ကနေကြတဲ့ကိစ္စနဲ့ပတ်သက်ပြီးသူရဲ့အမြင်ကိုအခုလိုပြောလာခဲ့တာဖြစ်ပါတယ်တင်မောင်ဇမင်ဝင်းက မြမရိုရာအငိမ့်မင်းသမီးဝစ်စုံဇမင်းသမီးဝစ်စုံကိုဝစ်ဆင်ထားမယ်ဆိုရင်တော့ဒီလိုသချင်းတွေနဲ့ကနေတာကအဆင်မပြေပါဘူး။တမဆင်ကိုလည်းချိုးဖြက်ရာရောက်ပါတယ်။အခုလိုကပြဖြောပြနေကြတာတွေကဝစ်ဆင်ထားတဲ့ဝစ်စုံကိုသာမကမြမတပတ်စင်တွေကိုပါစော်ကားလိုက်တယ်လို့ခန်းစားရပါတယ်။တကယ်လို့သူတို့ဒီလိုမျိုးကကျင်နေဆိုရင်ကိုဘကိုဒီဇိုင်းဆွဲပြီးတော့အဝတ်စားကိုတီထွင်လေ။ဘာဖြစ်လို့အငိမ့်မင်းသမီးဝတ်ဆောင်ဇမင်းသမီးဝတ်ဆောင်ကိုဝတ်ပြီးတော့ဒီလိုမျိုးတွေကပြနေလဲဆိုတာကိုကျွန်တော်နားမလဲဘူး ဒီလိုတွေကကျင်နေထူးထူးဆန်းဆန်းလေးဖြစ်ကျင်နေဆိုရင်တော့ကိုပါကိုဒီဇိုင်းဆွဲပြီးတော့တီထွင်လိုက်လေမြမဝတ်ဆောင်ဝတ်မယ်ဆိုရင် stage show လို့ပုံစံမျိုးတွေမလုပ်နဲ့လေဒါကတော့သူတို့ဆင်ကျင်ရမယ့်အပိုင်းမှာအဲ့လိုမှမဆင်ကျင်နိုင်ဘူးဆိုရင်တော့စော်ကားသလိုဖြစ်နေပါတယ်လို့ဆိုကတမောင်ဆန်းမင်းဝင်းကသူ့ရဲ့အမြင်ကိုပြောပြသွားတာပဲဖြစ်ပါတယ် အခုလက်တလော TikTok လူလူမှုကွန်ရက်စာမျက်နှာတွေမှာခေစားနေတဲ့အငိမ့်မင်းသမီးဝစ်ဆုံဇမင်းသမီးဝစ်ဆုံနဲ့ခေပေါ်အကာတွေကိုစီးချက်နဲ့အညီကားပြဖြောပြနေတဲ့ဗီဒီယိုတွေကပြန့်နှံ့လာခဲ့တာဖြစ်ပြီးမြမရိုရာတမစင်ကိုလေးစားတမိုးထားကြတဲ့သူတွေအတွက်ကတော့အမြင်ရိုင်းစရာအဖြစ်မြင်တွေ့နေကြရတာပဲဖြစ်ပါတယ် ပရိသတ်ကြီးအနေနဲ့ရောတတူချာချာဖျော်ဖြေကြတဲ့မိမငယ်လေးတွေရဲ့အခုလိုဝတ်စားဆင်ရင်မှုနဲ့ဖျော်ဖြေတာကပရိသတ်ကြီးရဲ့အမြင်မှရောအဆင်ပြေလားမပြေလားဆိုတာကိုဝေဖန်ပြောကြားနေတာဖြစ်ပါတယ်ရှင်။ဒီလိုလိုတော့အန်ဒီရအောက်ခုတွေ့နေလို့ဘယ်လိုလဲဒီကြောင်းဒီနဲ့ Yeah, yeah, Remix.